ဖြစ်ကြတာလဲငါမျက်စိလဲလမ်းမနေပြီလားစိတ်ရင်းမှလဲရှုံနေကြရပြီစစ်သားအားလုံးလဲစစ်တုံမှအဖြစ်အဖမ်းခံကြရပြီငါတယောက်သာလွတ်ထွက်နိုင်ခဲ့တယ်ဒီကြတော့လဲငါတိုင်းပြည်တစ်ခုလုံးကြီးစွာသောပျက်စီးမှုကြီးဖြစ်နေပုံရတယ်ပြင်းထန်စွာပောက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့ပုံရတယ်နေပြည်တော်ကြီးတစ်ခုလုံးပျက်စီးနေပြီမမလည်းမလို့စားရည် ။နှမငယ်မနှုတ်စာရီမောင်တော်အတိရာပြန်လာပြီလေ။နှမငယ်ဘယ်မှာလဲကွယ်။ဟင်။ဒီမှာမင်းဥစာကြီးရဲ့စပတဲ့လက်ပြတ်ကလေးပါလားကြေရအမှတ်အသားနဲ့နှမငယ်မင်းဥစာကြီးမင်းရဲ့စပတဲ့လက်ကလေးပြနေပါလားစစ်မထွက်ခင်ညကမင်းပြောခဲ့တဲ့စကားလေးတွေ မှတ်မိတယ်နှမငယ်။နောက်နှစ်တရာရောက်ရင်ပြွင့်တော်မူမဲဂေါရမဖျားရှင်ကိုဆေပြာသောလက်နဲ့ဖူးတွေးပြီးဘေတော်မှတည်ခြင်းမရှိတဲ့အမတဘုံကိုရောက်အောင်နီးလန်းနေမိကြမယ်မောင်ရှင်။အခုဆေပြာသောလက်နဲ့ဘလို့ဖူးတော်မှလည်းနှမငယ်။ဟမ်ဘလို့ဖြစ်ကြတာလည်းနှမငယ်။ ။ငောင်းချင်းကိုပြောလှည့်ပါအောင်နှမငယ်။ငောင်းချင်းရဲ့နှလုံးပြီးဖို့တညချစ်လာသွားတော့နှမငယ်မနှုတ်ဆိုင်။ငောင်းချင်းဟာနှမငယ်ရဲ့စပါပြီးချစ်မြတ်နိုးပေါ်ရတော့လက်ပြက်ကလေးကိုသာဆွေးမြေ့ကြည်ကွဲစွာတွေ့ရပါလေ။နှမငယ်ရုပ်ကလန်နဲ့အတူ ဒီလက်ကလေးကိုထားလို့ဝင်မဲ့မောင်ရှင်ဆမငယ်ရုပ်အလောင်းကိုရှာမတွေ့ရတဲ့အတွက်အတူမထားနိုင်တာကိုခွင့်လို့ပါဆမငယ်မောင်ရှင်ကိုခွင့်လို့ပါအကယ်၍မြန်လေလုံးပြီးဘဝတဖန်ပြန်ဖြစ်ရယူထုံးတမ်းရှိခဲ့ရင်မောင်ရှင်အား နမငယ်မနုစာကြီးနဲ့တွေ့လို့လှပါတယ်တွေ့ပြရစီနမငယ်မနုစာကြီးပြောပြခဲ့ဘူးတဲ့ဂေါရမဗုဒ္ဓဖះရှင်ကိုလည်းနမငယ်မနုစာကြီးမပါပဲမောင်ရှင်တယောက်တည်းမဖူးတွေ့ပြရစီဒီလောကမှာချက်တော်မနုစာကြီး မရှိတော့ဘူးဖြစ်တဲ့အတွက်မောရှင်လည်းဒီလောကမှာအသက်ရှင်ရဲ့မနေလိုပါမနေလိုပါနမငယ်အာ 你。 ဆိုဒါမနုဇာရီထုတ်ပတ်တီမှန်ပါပဲဒီထုတ်ပတ်တီကိုကျွန်တော်ကငကောကဘာမှမသိခဲ့ပြီးတော့မနုဇာရီလာပြီးရေးသွားတာလည်းမဟုတ်ခင်ねကျွန်တော်ကဒီစာကြောင်းဘယ်လိုလုပ်ပြီးရေးနိုင်ခဲ့တာလဲသူကလေးဒီလောကမှာပြုတ်ပြက်သွားတယ်ဆိုတာဘာမှမရှိဘူးခិតတန်ငုံရှိုးနေတာပဲဖြစ်တယ်အခါခွင့်တင်ပြန်ပြီးပေါ်လာတတ်ပါတယ်ဥပမာပြောရရင် နောက်ဘက်မှနေလုံးကြီးကပြောက်ွယ်သွားပြီ။ဒါပေမဲ့အခါခွင့်ကြုံလို့လူကလေးဟာဒုံးရင်နဲ့အမြန်လိုက်သွားနိုင်ခဲ့လို့ရှိရင်လူကလေးအနေနဲ့ဝင်သွားပြီလို့ထင်မှတ်ခဲ့တဲ့နေလုံးကြီးဟာမဝင်သေးမပြောက်ွယ်သေးပဲသဂရိတိုင်တွေ့ရလိမ့်မယ်။ ဲ့ဒီတော့ညီလုံးကြီးဟာပြောက်ွယ်သွားတာမဟုတ်ခဲအခါအခွင့်မသိလို့မမြင်ရတော့တာဆိုတာမချင်းဘူးလားရှင်းပါတယ်မနုဆာရီအခုတို့အခါခွင့်သိနှုန်းနောက်ဆက်တွဲလေးကိုသိလိုပါတယ်မနုဆာရီမနုဆာရီဟာပောက်ကွဲမှုကြီးဖြစ်သွားပြီးနောက်မနုဆာရီရဲ့ဘိုးဘိုးရဲ့ကြောင်းတင်ငန်းကိုရောက်သွားပြီးအေဂီယာအတက်အင်းအတက် စီးတက်တေကိုအပီးပိုင်ဆွတ်လွတ်လိုက်ပြီးပရနာလို့ခေါ်တဲ့ယောဂအချင်းမြတ်တစ်ခုကိုဆွဲဆွဲမြဲမြဲကြည့်နေပါတယ်။အဲ့ဒီကျင့်စဉ်ကတော့အသက်ရှူမှုကိုထိန်းချုပ်ချွေတာခြင်းဤစနစ်တည်းကပါပဲ။အသက်ရှူခြင်းဟာအသက်ပါပဲ။အသက်ရှူခြင်းကိုချွေတာဟာအသက်ကိုချွေတာခြင်းပါပဲ။ အသက်ကိုချွေတာခြင်းဟာ အမုံမြက်ဆုံးချွေတာခြင်းဖြစ်တယ်လို့အဲ့ဒီယောဂကျင့်စဉ်ကညွှန်ပြထားတယ်။မနုဿာရီအခုတော့အသက်ရှင်နေတာအဲ့ဒီကျင့်စဉ်ရောက်ပဲပေါ့နော်။ဒီလိုပဲဆူရမှာပေါ့လူကလေး။မနုဿာရီအထုပ်ပတ်တိထဲမှာပါတဲ့အမတဆိုတဲ့အရာကိုညွှန်ပြနိုင်တဲ့ဗုဒ္ဓဘုရားရှင်နဲ့ဟောတွေ့ကြုံခဲ့ရလား။အမတဆိုတာနိဗ္ဗာန်ကိုဆိုပါတယ်။ နိဗ္ဗာန်ကိုညွှန်ပြနိုင်တဲ့ဘုဒ္ဓဖျားရှင်ဟာအပရန္တတိုင်ကြီးပောက်ကွဲပြီးနှစ်တရာလောက်မှပြွင့်တော်မူခဲ့ပါပြီ။ဒါပေမဲ့မနုဿာရီမှာလူအပ်ချက်နှစ်ခုကြောင့်ဘုဒ္ဓကိုမဖူးတွေ့ခဲ့ရပါဘူး။အဲ့ဒီလူအပ်ချက်နှစ်ခုကတော့မနုဿာရီရဲ့ချစ်သူမောင်တော်အတိတရာနဲ့မနုဿာရီရဲ့ ြတ်သွားတဲ့လက်တစ်ဖက်ကြောင့်ပါပဲကျွန်တော်အခုမြင်နေရတာကတော့မနုစာရဲ့လက်နှစ်ဖက်စလုံးဟာအကောင့်တကြရီအတိုင်းပါပဲလားဟုတ်ပါတယ်အလွန်ထူးဆန်းတဲ့အတတ်ပညာတစ်ခုနဲ့မနုစာရဲ့လက်ကိုအကောင့်ပကတိနဲ့မချားအောင်ပြုလုပ်ဖန်ဆင်းထားပါတယ်ဒါပေမဲ့တူဟာအတူပါပဲအစ်စ်မဖြစ်နိုင်ပါဘူးမနုစာရီရဲ့ချစ်သူအတိတရာမင်းသားဟာ အခုဘယ်ရောက်နေလဲအဲ့မရုစာကြီးမောင်တော်အတိတရာဟာကျွန်တော်တိတာကျောက်ဆယ်ဦးတော်မောကကျောက်တိတာတင်းမကျွန်တော်ချစ်သူမနုစာရီလက်ပြတစ်ဖက်ပဲရှိတယ်အဲ့ဒီလက်ပြရရင်ဒီဥက္ကလေကမနုစာရီမင်းကြီးလေအသက်ပြချင်းလာမပြမနုစာရီခါကျွန်တော်ချစ်သူပါမနုစာရီခါကျွန်တော်ချစ်သူပါအဲ့ဒီလိုပြောနေတဲ့ Lestening နန်းဝေလားဒါမှမဟုတ် တင့်တိတာဟောဒီအုတ်ကူထဲမှာရှိတဲ့မနှုစာရီဆိုတဲ့တက္ကသိုလ်ကျောင်းမှာတိုက်ပိုက်ဖြစ်ပြီးဆုံးသွားခဲ့တဲ့နှုနှုရီလို့ခေါ်တဲ့မနှုစာရီပဲမယုံကြဘူးလားတက္ကသိုလ်ကျောင်းသားမောင်းကြော်ခိုင်လားနှစ်ယောက်စလုံးတယောက်မှမဟုတ်ပါဘူးလူကလေးပြောတဲ့ Leftini Nanwi ဆိုတဲ့စစ်ဘိုလ်လေးကအမှုစာတွေဟာကြောက်တက်တာကြီးထဲမှာရှိတဲ့ မနုဇာရီရဲ့လက်တစ်ဖက်ကိုယူခိုင်းမှုပါတယ်။သူဟာရှုပ်ရှားတယောက်မှရှိရမယ်။သူရတတ္တိမျိုးတော့စံနှုန်းပြည့်ရှိပါတယ်။မနုဇာရီလည်းသူ့ကိုမောင်းတော့အတိတရာလိုအောင်းမိမိပါတယ်။ဒါပေမဲ့သူဟာတွေးခေါ်မျှော်မြင်နိုင်တဲ့အသိဉာဏ်တော့အတော်ကလေးစိုးရိမ်ရှာပါတယ်။မနုဇာရီအလှကြောင့် လက်တီနီနန်းကြီးဟာယူသွတ်သွားပါတယ်ပြီးတော့တက်ကတော့ကြောင်းသားမောင်ကျော်ခိုင်ကရောသူဟာဂီတတုက္ကမပညာဘက်မှာတော့ပါရမီရှိတဲ့ကလေးတယောက်ပါပဲသူဟာသူ့ရဲ့ဂီတစွမ်းရည်ကိုအသုံးချပြီးအလှကြပုံတော်ထွက်ခဲ့ပြီမဲ့လှပခြင်းနဲ့အကြီးတန်းရင်းကိုမခွဲခြားနိုင်လေလို့သူကအလှပါလို့ထင်တဲ့အရာတွေအလုံးဟာ အကြီးတန်းမှုတွေဖြစ်နေပါတယ်ဟုတ်ကဲ့သူတို့နှစ်ယောက်ကိုလည်းစစ်မတွေ့လူတော့ပါဘူးလက်တန်နန်းဝီနဲ့မောင်ကျော်ခိုင်တို့ရဲ့ကိစ္စကရှင်းသွားပါပြီမနုဿာရီယာအခုလူနှစ်ပေါင်း2600လောက်နေခဲ့တဲ့အတွင်းအားပြီးလုတ်ခဲ့လဲဆိုတာသိကြပါတယ်ကြားမှုမှာပေါ့လေ နီယိုအီလက်ထရောနစ်သီအိုရီခေါ်တဲ့အီလက်ထရောတစ္ဆာကာရိတကထာစာရန်းကိုပြုစုခဲ့တဲ့ပြင်သစ်ကျောင်းသူလေးမေရီဆိုတာအမှုစာရီပါပဲလူကလေးပြီးတော့အစ်မရဲ့ကာကူလာတင်ချာနီယာမအဖွင့်ကျန်းကိုပြုစုခဲ့တဲ့အိန္ဒိယတင်ချာပါရမီရှင်မလေးတုံဒရီတကုံဒရဒေဝီဆိုတာလေမနုစာရီပါပဲလူကလေးနားလဲပါပြီမနုစာရီ တခုမေးခြင်းမှာတာမွေတင်းညိုင်းတဲ့ကမနုဆာရီတို့တတိထိုးထားတဲ့အုပ်ကူလေးကဘယ်သူအုပ်ကူလဲမနုဆာရီကသီလရှင်မလေးမနုဆာရီရဲ့အုပ်ကူပါဒီကမနုဆာရီနဲ့ဘလူးမှမပတ်သက်ပါဘူးလူကလေးမောင်နှံဟာဗမာပြည်ထဲမှာပဲလူဖြစ်နေပါတယ်သူဟာစိတ်ဝါဒကိုစန့်ကျင်နဲ့အမြင်ချင်းလက်တွေ့ဝါဒသမားတယောက်ဖြစ်နေပါလေ လက်တွေ့မဟုတ်ရင်ဘာကူမှမယုံတဲ့လူတယောက်ဖြစ်နေပါတယ်လို့မနုဇာရီစုံစမ်းသိရှိရပါတယ်။ဒီတော့မနုဇာရီနဲ့မောင်တော်အတိတ်တရာတို့ရဲ့တက်တာပြည်ကြီးမှာဖြစ်ပျက်ခဲ့ပုံအသေးစိတ်ကိုမောင်တော်အတိတ်တရာသိရှိလာအောင်လှုပ်ပြီးနိုင်ရင်တော့မောင်တော်ဟာသတိပြန်ရကောင်းရလာမှာပါ။ဒါဖြစ်ရင်အမပြီမှာရှိတဲ့လူဦးရေတန်း30ကို ကျွန်တော်ကတယောက်စီပုံပြောတယ်လို့လိုက်ပြောရမှာလားမနှုတ်စားရည်ရဲ့ဟိုးဒီလူတော့မဟုတ်ပါဘူးကွယ်လောကမှာလူတော်တော်များများဟာအမှုပညာကိုမတော့ကျမ်းကြပြီမဲ့အမှုပညာရတ္တကိုတော့အဖြေပြောခံဖြစ်နေအရသာခံစားတတ်ကြပါတယ်ဒီတော့အမှုစာရီနဲ့မောင်းတော်အတုတရာတို့ရဲ့တက်တာပြေကြီးမှဖြစ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုလူကလေးဆက်လန်းဖွဲပြီးဘမပြေတပြေလုံးဖြန့်ချီလိုက်မယ်ဆိုရင်မောင်တော်အတိတရာလူဝင်စားဟာတနည်းမဟုတ်တနည်းတော့နားထောင်မိပြီးတတိပြန်လေရရှိလာမှာပါလူကလေးရဲ့မနုဇာရီကိုကူညီပါကွယ်မနုဇာရီကိုကူညီပါနော်ကျွန်တော်အမြန်ဆုံးကူညီပေးပါမယ်မနုဇာရီကျေးဇူးပါပဲကွယ်ကဲ သွားမင်းနော်လူကလေးဟမ်မနုစာရီမနုစာရီတပြောက်သွားတာလေမနုစာရီ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 တကယ်တော့ဒီဇက်လန်းဟာဒါနာကြီးပုံမြင်လို့ယုံကြည်မှယုံကြမှာ ဒါပေမဲ့ဗမာပြည်မှာရှိနေတဲ့မောင်တော်အထွတ်ထရာလူဝင်စားဟာတတိပြန်လဲဝင်စားပြီးတက်တာပြည်ကြီးမှာမောင်တော်အထွတ်ထရာနဲ့မနှုတ်စာရည်တို့ရဲ့အဖြစ်အပျက်ကိုတတိရခဲ့ရင်ဖြင့်ဆာရေးဆရာမင်းတိန်ခါထံတို့၎င်းစိန်ဝင်းဘူမိဗေဒရဲ့ပြဖြိုးပိုင်ရုပ်ရှင်ကြီးကအင်အားစုထံတို့၎င်းမြို့မြတေးဖြန့်ကြီးရေးထံတို့၎င်းကိုရင်သိန်း ခွေအယောင်းဆိုင်စိတ်ညစ်ဆေးတို့၎င်းအကြောင်းကြားစီလိုပါရစေ။လမ်းမှာဘူနန်းဝီအဖြစ်ဒေရမီကောလိပ်ကျင်နေဝင် ဘုံတော်အတိသာဖြင့်ရုပ်ရှင်မင်းသားကြည်စုအောင်သောအဖြစ်လင်္ကာတိပချစ်သူသမင်းထက်ကြောခိုင်အဖြစ်တိတ်ခွေပြတ်စံမင်းသားမောင်မောင်မြင့်စိန်ဦးမောင်မောင်နှင့်တက်တာပြီရှင်မင်းအဖြစ်သိမ့်မြင့်သောတရုတ်ဘုံကြီးဝဲလူဝင်းနှင့်စစ်တမ်းမူးကြီးအဖြစ်ဆွေဆောင်ရတိဥဆောင်ကေတုမရီမျိုးအောင်ဘိုးဘိုးအဖြစ် ဥယျာဉ်နိုင်စဉ်ဗဒ္ဒကလျာဖြင့်ရုပ်ရှင်သင်းဆောင်ဝေဝေပင်သာရုလေးဖြင့်ဖြာပုံသိမ့်နာအောင်ဒတနာဖြင့်တက္ကသူတက်တဲ့လွင်ရန္နာထွန်းအံ့ကျော်မစ္စတာဆလင်းဒေသရှင်ဝင်းမင်းဤဖွင့်ပြူပေးမောင်မောင်နှင့်ပြည့်ဖြူပိုင်အမှုပညာပေါင်းသင်းများကပါဝင်အားပြည့်ထားကြပြီးမနုဇာရီဖြင့်အကယ်ဒမီတင်တင်နှဲ့ကအထူးပဲပါဝင်ထားပါတယ် ီဇလန်းရဲ့ဇဝင်တင်းများကိုဂိတစာစုချူတိဆက်ဥအောင်ကိုဂိတစာစုကိုလွင်မြင့်ဂိတစာစုဖြာပုံသိမ့်လာအောင်တို့ကရေးဖွဲ့ပြီးတင်ဦးလေးအောင်အောင်ဦးနေမျိုးထွန်းမြေပြန့်စိုးထိုက်စိမ့်စိမ့်မြိုင်တီရာအေးဝင်းမင်းအေးနဲ့မောင်မောင်မြင့်စိန်တို့ကတီးဆူထားကြပါလေ ဂီတာမူစန္ဒယငွေစိုးနဲ့ရွာသားစိန်မြင့်ခိုင်တို့အဖွဲ့ကအဖွဲ့သားစုံလင်စွာဖြင့်ဂီတရတ္တဖြည့်စွမ်းထားကြပါဘယ်လိုဖြစ်ပါလဲခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကြကြပါဦးခင်ဗျာ